ရန်ကုန်မြို့မှာ2025ခုနှစ်နှစ်စံပိုင်းကနေစတင်ပြီးခလေးပြောင်းမှုတွေခိုးယူခံရမှုတွေပြည်မီဆွေးမှုတွေဆက်တိုက်ဆုတ်လို့ဖြစ်ပေါ်လာနေတယ်လို့ဒေသခံတွေပြောကြားခြင်းနဲ့သတင်းမှတ်တမ်းတွေအရသိရပါတယ်။ဒီကနေ့ဇွန်လ17ရက်နေ့မနက်9နာရီခွဲကမှရန်ကုန်မြို့တိုင်ကြီးမြို့နယ်ဖလုံဘူတာကျေးပြအုပ်စုကဖလုံမြိုင်းဟေဝံသွားလမ်းရဲ့ဆယ်မြောင်းတရာတစ်ခုအောက်မှာအသက်တနှစ်ခွဲကန်သာရှိသေးတဲ့ခလင်းငယ်တအုပ်ကိုစွန့်ပစ်ထားမှုဖြစ်ပေါ်ခဲ့ပါတယ်။ တိုင်ကြီးမျိုးကိုအလုတ်သွားဖို့ထွက်လာတဲ့ဒေသခံတအူးကတရားအောင်မှာခလင်းငုံတန်းကြရတော့စင်ကြည်ချိန်မှာအဝိဗလာနဲ့ခလင်းငယ်တအူးကိုတွေ့ရတာပါခလင်းငယ်ဟာလေဘင်းကန်သာပေါ်တော့တဲ့ရေအတွင်းနှမြုံနေခဲ့ပြီးရေကြောင်ချိန်ဖြစ်လို့သာအသက်ရှင်လာလို့ရဲမှတ်တမ်းတွေအရာသိရပါတယ် ပိုင်ရှင်မိတ်ကလေးငယ်ကိုလူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေဓာတ်ပုံနေတဲ့ကွာဖြန့်ဝေပြီးမှတော့မိဘတွေဟာတိုက်ကြီးမျိုးပေါ်ကဖြစ်ပြီးဇွန်လ10ရက်နေ့ည9:00နာရီကမှပျောက်ဆုံးသွားခဲ့တဲ့ကလေးငယ်ဖြစ်တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ရဲ့မတ်တမ်းတွေရတော့ကိုဝင်ဆောင်လို့ယူဆရသူအမျိုးသမီးတအူးကခိုးယူသွားကြတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်အထိတော့ကျူးလွန်သူကိုဖမ်းဆီးရမိတာမရှိသေးပါဘူး။ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှာလည်းမေလာနှောင်းမိုင်းကအသက်၃နှစ်အရွယ်ကလေးငယ်တအူးကိုရွှေနှကန်းဖြုတ်လူရက်ပြီးတက်ဖြက်ကရေမြောင်းနဲ့ပြစ်ချထားကြတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ရန်ကုန်မြို့မှာကလေးငယ်တွေပျောက်ဆုံးမှုတွေအပြင် လူငယ်တွေပျောက်ဆုံးမှုတွေလည်းဆက်တိုက်ဖြစ်နေပြီးလူရက်မှုတွေမဲဆေးအသုံးပြုလို့ယူဆရပြီးပစ္စည်းယူကလူကိုလမ်းမေးနေရာတွေမှာရိုက်နှက်ဆင်ပြေမှုတွေဆက်တိုက်ဆိုသလိုဖြစ်ပွားနေခဲ့ပါရဲ့ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။